တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ rotten ကိုအချိန်မီကယ်ဆယ်ခဲ့တဲ့ကိုအောင်ကအန်ဆန်ဆိုတဲ့သတင်းကလေးကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်ရဲတူတူကြည့်ရှုလိုက်ကြရအောင်ပါဗျာ ကဲခုလို့ဆိုရင်ရော့ချန်နဲ့နာအိုတို့ထိုးပွဲကြီးပြတ်သွားတာအလုံးလဲတည်မိသွားပြီဖြစ်ပါတယ်။ရော့ချန်ရဲ့စီးရုံပေါ်မှာအသက်လူနေရတဲ့ဓာတ်ပုံတွေကအွန်လိုင်းပေါ်မှာလုံးစွာမောက်ကိုဘလူးပြန်နေတယ်လို့ရော့ချန်ကိုရှေ့ဆုံးကနေရော့ချန်ကအခုလိုမျိုးတော့ဒါလုံးဝကိုခန္ဓာကိုယ်ကချိနေပြီးတော့အဆင်မပြေတော့တဲ့အချိန်မှာရှေ့ဆုံးကနေရက်တီပြီးပြီးတော့ရော့ချန်ကိုနော်ကျွန်တော်တို့စီးရုံကိုပို့ပေးခဲ့တဲ့အောင်လန့်အဆန်းကတော့အများသူငါရဲ့ချီးကျူးခြင်းကိုခံနေရပါပြီ။ဆိုတော့ရော့ချန်ကဒါ ဝမ်ချန်ပီယံရှင်နောက်ဆုံး6ပွဲမှာ9ပွဲလောက်ကတော်တော်လေးကိုကမောက်ကမောက်ဖြစ်နေရဗျာအထူးသဖြင့်တော့ဝိတ်ချိန်နေနေရမှာတော်တော်လေးကိုဆိုးတာပါ။ဘာကြောင့်လဲဆိုတော့ရော့ချန်ဟာခုနောက်ပိုင်းမှာဆိုရင်သူကကြိုက်တဲ့ကောင်းနိုင်ပေါ့နော်သူအနေနဲ့ဘလို့ထူးထူးနိုင်နေဆိုရင်ဒီထားမျိုးနဲ့ဒီဟိုဝိတ်ပိုင်းဆိုင်ရာကိုလေဆိုဝိတ်နေနဲ့မလျှော့ဘူး။ ဘယ်လိုပြောမလဲဟိုပွဲနီးခါမှသူ့နေနဲ့အနေကလှုပ်လိုက်တာတို့နော်ကျွန်တော်တို့တော့ရှောက်ဝလဲပတ်နေတာနော်ဟိုအောင်လန်အဆန်းတို့ဆိုတော့ဟိုလာတဲမှာလေအောင်လန်အဆန်းနဲ့တော့ကျွန်တော်တို့ရှောက်ပတ်ကြရင်စားကြရင်တောက်ကြဒါရိမိတွေ့နေရတာပြည့်သူ့နေနဲ့လေ့ကျင့်တာကတော်တော်လေးကိုနည်းပါတယ်ဒါကြောင့်မလို့သူ့နေနဲ့ကဒါကျွန်တော်ဘယ်လောက်ပဲဘယ်လိုပြောမလဲဒီပညာပိုင်းမှာထူးချွန်သည်ဖြစ်စေဘလောက်ပဲမာသည်ဖြစ်စေပေါ့လေ။ဂျိုင်းမွေးတခုချင်းပါရိတ်ခါမှာစီကန်းနဲ့မကိုက်နေတဲ့ခါမှာသူ့အနေနဲ့အခုလိုမျိုးအထိနာတော့ပဲဖြစ်ပါတယ်။သူ့အနေနဲ့တော့အလျှောက်ပြဝိတ်ဆိုတာက အချိန်ယူပြီးတော့ချရတာเนาะဆိုတော့အခုကချက်ချင်းလုံးလိုက်တဲ့ခါကျတော့မနေ့9နိုင်ကနေဟိုစေးစစ်စေးတယ်ဝိတ်ချင်နေဗျအဲ့တော့ကိုမနေ့ဒါကျွန်တော်10နိုင်ခွဲတော့မှပြီးတယ်ဆိုတော့စစစချင်းကျတော့ဘလောက်တိတိလူကညောင်းနေမလဲเนาะကျွန်တော်လုံးအာနော်စီစီအောင်လုံးရတယ်စီအောင်လုံးရတယ် ကျွန်တော်ပြီးတဲ့ကကျွန်တော်တို့ဒါ weight all လုပ်ရတော်လေးကိုဘန်းချပြီးတော့ဒီလိုမျိုးအခြေအနေဖြစ်သွားတာအမှန်မှဆိုရင်သူရဲ့ပြိုင်မဲ့နောင်ဟောဗျာနောင်က weight မဝင် weight မဝင်တော့ catch weight မှာထိုးချမယ်ပေါ့ဆိုတော့နောင်ကဒီပွဲမှာနိုင်လို့ရှင်ခက်မရတော့ဘူးဟို rat tanja champion ဖြစ်မယ်ဗျာဒီခွေးဟိုတော့ရနိုင်ပြီ နော်ဆိုတော့အခုချိန်မှာဟိုရော့ထိုင်ရဲ့လုပ်ရည်တွေကနော်နောက်အလျှောက်အချောင်ကိုခဲ့တဲ့လုပ်ရည်တွေကအခုချိန်မှာသူ့ဘဝကိုပြည့်စက်စေခဲ့ပြီဆိုတော့ဒီကူမစိတ်မကောင်းဘူးလို့ရှိပါအောင်လားအဆန်းကတော့ရော့ထိုင်ကိုလည်းတကယ်ချစ်ရှာပါတယ်ရော့ထိုင်လုံခဲ့ရုံနဲ့အချိန်မှာရှေးဆုံးကနေမမမရက်တည်ပြီးတော့ခုလိုမျိုးဒွေကောင်းပြီးသားတဲ့စိတ်ဓာတ်နဲ့ကာကွယ်ပေးဖို့ပေါ့နော်ကိုကြီးပေးမှုကိုအလုံးကချစ်ချူးနေကြပြီပဲဖြစ်ပါတယ် ရော့ထန်ကိုအချိန်မီကယ်ဆယ်နိုင်ခဲ့တဲ့ကိုအောင်လအန်ဆန်ကဘယ်လိုမြင်ကြသလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတရားချမ်းမြေ့သောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ